40ကျော်နေပေမဲ့အခုချိန်အထိအိမ်အောင်မပြူကြသေးတဲ့ထိတ်တန့်မင်းသား၃ယောက်တောင်ကိုရီးယားနိုင်ငံမှာအိမ်အောင်ပြူခြင်းဟာတဖြည်းဖြည်းနည်းပါးတဲ့ကိစ္စရဲ့ဖြစ်လာခဲ့ပါပြီအထူးသဖြင့်အမှုပညာရှင်တွေဟာအသက်တော်တော်ကြီးတဲ့အထိအိမ်အောင်မပြူကြဘဲနဲ့အပြူကြီးလူပြူကြီးတွေချင်းနဲ့အကြကြီးနေထိုင်ကြလေရှိပါတယ်ဒီလိုဖြစ်လာခြင်းဟာဆိုရင်တော့အခုခေတ်မှာတကူတော်နေထိုင်ခြင်းတွေကလူတွေကြားထဲမှာပို့ပြီးတော့ခက်ဆားလာခဲ့တယ်လို့မင်းသားမင်းသမီးတွေအနေနဲ့အဆင်ပြေတဲ့လက်တွဲပေါ်ရှားတာခက်ခဲလာတာကြောင့်ပဲဖြစ်ပါတယ် ဒီကနေ့မှဆိုရင်တော့40ကျော်ပြီမဲ့အခုချိန်ထိအိမ်တော်မပြူသေးတဲ့ပြင်တရားဝင်ချပြထားတဲ့ချက်သူပါမရှိသေးတဲ့လူပြိုကြီး၃ယောက်ကြောင့်ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဂုံယူကေဒရာမာပရိသတ်တော်တော်များများသိကြတဲ့မင်းသားကြီးဂုံယူကတော့အခုချိန်မှာအသက်45နှစ်ရှိနေပြီဖြစ်ပေမဲ့တရားဝင်ချပြထားတဲ့ချက်သူမရှိသေးတဲ့လူပြိုမင်းသားကြီးတယောက်ပါ။နမဲအရင်ကဂုံချီချောဖြစ်တဲ့ဂုံယူဟာ ပွဲဦးထွက်ကလေးကနေအခုချိန်ထိအမှုပညာလရရီအများကြီးကိုရိုက်ကူးထားတဲ့မင်းသားတလက်ဖြစ်သလိုတရုတ်ဆောင်ရေးချမ်းပိုင်းမှာလည်းအများကြီးအသိအမှတ်ပြုခံထားတဲ့သူဖြစ်ပါတယ်။ကောင်းယူဟာဆိုရင်တော့ဒရမာအနေနဲ့ဆိုရင်တော့ romantic drama တွေဖြစ်တဲ့ The Coffee Prince, Goblin ဒီလိုမျိုးနာမည်ကြီးတဲ့ drama တွေကိုရိုက်ကူးခဲ့သလိုရုပ်ရှင်ပိုင်းမှာဆိုရင်လည်း action အသားပေးဇာတ်သားတွေဖြစ်တဲ့ Train to Busan, The Age of Shadow အဲ့လိုမျိုးရုပ်ရှင်တွေမှာပါပါဝင်ခဲ့တဲ့သူပါဂုံယူကတခြားသူနဲ့ခက်ပြိုင်မင်းသားတွေနဲ့ရှင်မဲ့ဆိုရင်တော့ဟစ်ဖြစ်တဲ့ဒရမာတွေတိတ်ပြီးတော့မများသလိုရိုက်ကူးတဲ့ဇလန်းရေးတွက်ကလည်းအနေကျဲမဲ့ရှိတာပါကိုရီးကိုရာအကြောင်းအရာတွေကို private salon နဲ့ဂုံယူပါအခုချိန်ထိတရားဝင်ချပြထားတဲ့ဒိတ်တင်သတင်းတော်မှမရှိဘူးသေးပါဘူးတဲ့နော်ချောမောတဲ့ရုပ်ရည်ကြောင့်အခုချိန်ထိလူကြိုက်များနေစေဖြစ်ပေမဲ့အိမ်တော်မပြူရသေးတဲ့ဂုံယူကတော့ဘလို့ချစ်သူမျိုးနဲ့အဆင်ပြေသွားမလဲဆိုတာတွေကိုပရိသတ်တော်တော်များများကသိချင်နေကြတာဖြစ်ပါတယ် လီဒွန်ဝူဂုံယူထက်နှစ်နှစ်ငယ်ပေမဲ့လို့အရင်ဒီဆုံးတငယ်ချင်းလို့သိကြတဲ့လီဒွန်ဝူဟာဆိုရင်လေဒီနေ့မှဆိုရင်တော့43နှစ်ရှိနေပြီဖြစ်ပါတယ်ဒွန်ဝူဟာအရင်တုန်းကစူစီနဲ့တရားဝင်ဒိတ်တန်သတင်းတွေထွက်ခဲ့တယ်လို့တခြားဒိတ်တန်သတင်းတွေလည်းရှိပေမဲ့အခုချိန်မှဆိုရင်တော့တရားဝင်တွဲနေတဲ့သူမရှိပဲလူပြိုကြီးတရားဖြစ်နေခံယူနေတဲ့သူပါသူရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ show တွေမှာအသက်ကြီးလာလေးလေးတယောက်တည်းနေရတာတွေကိုပြောမွေ့လာပြီးလူအသက်တွေနဲ့ဆက်ဆံရေးတိဆောက်ရမှာတွေကိုပင်ပန်းလာကြောင်းပြောထားပါတယ် Mingel, Hotel King, Tale of the Nine Till အစရှိတဲ့နာမည်ကြီးဒရမာတွေမှာခေါင်းဆောင်မဲသားအနေနဲ့ပါဝင်ထားသလို Goblin မှာဆိုရင်လည်းသေမင်း character ဖြစ်နေပါဝင်ထားပါသေးတယ်။တုံးဟာ romantic drama တွေပြင်နောက်ပိုင်းမှာ action နဲ့တဲထိတ်ရင်ပို drama တော်တော်များများမှာပါပါဝင်လာပြီးတော့ဆွဲဆောင်ရတဲ့မင်းသားတစ်လက်ဖြစ်လာပါတယ်။ How is the other people လို့မျိုးစိတ်တစား drama တွေမှာပါအဓိကပါဝင်ခဲ့တဲ့ဒုံဦးဟာဆိုရင်တော့ရသဆောင် show ပိုင်းမှာလည်းတော်လုံးနေသူဖြစ်ပါတယ်။သူဟာပွဲဥတွက်ကလေးက show အများကြီးမှာပါဝင်ခဲ့ဘူးသူဖြစ်တဲ့အပြင်အခုချိန်ထိလည်း UJ Seo ရဲ့ Jazz and HQ မှာပါဝင်နေသေးဖြစ်ပါတယ်။သူနဲ့ဂုံယူဟာဆိုရင်တော့ပရိသတ်တွေအများကြီးသဘောကျကြတဲ့တငယ်ချင်းတွေတစ်ခုဖြစ်နေပြီးနှစ်ယောက်သားတူတူပူးပေါင်းပြီးတော့ကြော်ညာရဲ show တွေကိုရိုက်ကူးထားကြပါရဲ့ရှင်။ Joe Insang တောင်ကိုရီးယားရဲ့ The Most Sexiest Man ဆိုတဲ့နာမည်ပြန်ကိုရထားတဲ့မဲသားဂျိုအင်ဆာဟာဆိုရင်လည်းအခုဆိုရင်အသက်43နှစ်ရှိနေပြီဖြစ်ပါတယ်40ထိပ်စီးကိုရောင်းရှိနေပြီဖြစ်ပေမဲ့လို့အင်ဆာဝါအခုချိန်ထိတရားဝင်တွေ့နေတဲ့ချက်သူမရှိသလိုဒိတ်တင်တရင်တွေမထွက်တော့တာဆိုရင်လည်းတော်တော်လေးကိုကြာမြင့်လို့နေခဲ့ပါပြီ။တမုထူးကြပြီးတော့ယောက်ျားဆန်တဲ့ရုပ်ရည်ကြောင့်သူဟာအခုချိန်ထိမင်းသားအသက်တွေကိုကျော်လွန်ပြီးတော့ဆွဲဆောင်မှုရှိဆုံးမင်းသားနေရာကိုပိုင်ဆိုင်ထားစေဖြစ်ပါတယ်။ Frozen Flower That Winter the Wind Blows it is okay, that is love. Escape from Mogadishu အစရှိတဲ့အမျိုးအစားစုံနဲ့နာမည်ကြီး drama တွေကိုရိုက်ကူးပါဝင်ခဲ့ပြီးတော့သူရိုက်ကူးခဲ့တဲ့ drama တော်တော်များများဟာဆိုရင်လည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်။အင်ဆောင်ဟာဆိုရင်တော့2013ခုနှစ်တုန်းကမင်းသမီးမေဟင်းချီနဲ့တရားဝင်ဒိတ်တန်တခါထွက်ခဲ့ဘူးပြီးတော့တနှစ်နဲ့နှစ်ဝက်ကြာမှလမ်းခွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကလေးကအင်ဆောင်ဟာကောလာဟာလာဒိတ်တန်တဲ့နေထွက်လာခဲ့ပြီမြေအတီးပြူချင်းမရှိတော့ပါအောင်နော်။နေတော်ကြာအနာယူဟာကနေအင်ဆောင်ကမကြသေးခင်ကမှ moving drama မှာပါဝင်ခဲ့ပြီးပရိသတ်တွေရဲ့အာယုံစူးစိုက်မှုတွေကိုရခဲ့ ဲ့သလိုဒရမာဟာဆိုရင်လည်းအများကြီးကိုအောင်မြင်ခဲ့ပါတဲ့ရှင်ဒီနေ့ထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုစိတ်ဝင်စားကြိုက်နေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်အသေးသေးတော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချက်ကင်အားပေးကြပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပါရစေဘိုင်ဘိုင်